USA President Donald Trump ပြောသွားတဲ့ဟာဆိုရင်တော့မြန်မာကူညီမယ်တဲ့သူကပြောထားတာပေါ့နော်။သူလည်းကူညီမယ်တဲ့စကားလည်းပြောခဲ့သေးသည်တဲ့။ဒီအရေးဆိုရင်တော့အိန္ဒိယပေါ့နော်အိန္ဒိယလေကြီးပေါ့ပစ္စည်းတွေအစတောက်တွေမကူညီတာပေါ့လေနော်ဒါရီကကျွန်တော်တော့ ပြီးသူတွေလက်ထဲမှာတော့ပါမလားလို့ကျွန်တော်ဒီကနေ့စစ်ပူနေပါတယ်အကုန်လုံး꿰ပြီးတော့အမတီအောင်တလန်းနေပါအကုန်လုံး꿰ကုန်တာမမီရဲ့မိတာဆိုင်ဘီရောမှာစားထုတ်လို့မရဘူးပေါ့နော်ဒီမှာကြည့်ကြည့်သူအမီနေပေါ့နော်သူအမီနေသူကကေစီရီပေါ့နော်တမဆရာလေးနော်

แล้วหยุดแล้ว คิดว่าเมา ောင်းလဲအော်ဒီဗီဒီယိုလေးဆိုရင်တော့ဒီလောက်ပါပဲเนาะအားလုံးကြည့်ယူတင်ပါတယ်